သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချန်နယ်မှာဒီကနေ့မေလ29ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခန့်အပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့မင်းအောင်လှိုင်ကလိုင်စင်မဲ့ကားနဲ့စိုက်ကဲများဖမ်းဆီးရညွှန်ကြားပေးမယ်လဲစစ်တပ်ရဲနဲ့ဌာနဆိုင်ရာများကလိုင်စင်မဲ့ကားနဲ့စိုက်ကဲများဆက်လက်အုံပြုပြီးပြည်သူများရဲ့ကားနဲ့စိုက်ကဲများကိုသာအဓိကဖမ်းဆီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အကျန်းဖတ်ခေါင်းဆောင်မင်းအောင်တိုင်ကလိုင်စင်မဲ့ကားနဲ့စိုက်ကဲများဖမ်းဆီးရညွန်ချခဲ့ပေမဲ့စစ်တပ်ရဲနဲ့ဌာနဆိုင်ရာများကလိုင်စင်မဲ့ကားနဲ့စိုက်ကဲများကိုဆက်လက်အုံပြုပြီးပြည်သူများရဲ့ကားနဲ့စိုက်ကဲများကိုသာအဓိကဖမ်းဆီးနေကြောင်းဌာနဆိုင်ရာသတင်းအရင်းမြစ်တချို့နဲ့ပြည်သူများထံမှနေစုံစမ်းသိရှိရပါတယ်။မေလ20ရက်နေ့နေပြည်တော်မှာပြုတ်လုခဲ့တဲ့စစ်ကောင်စီအစည်းအဝေးမှာအကျန်းဖတ်မင်းအောင်လိုင်ကလိုင်စင်မဲ့ကားနဲ့စိုက်ကဲများစီးနင်းနေမှုများကိုဖော်ထုတ်သွားရန် နံပါတ်ပြများအတုလုပ်ခြင်း၊လိုင်စင်များအတုပြုလုပ်ခြင်းများလှုပ်ဆောင်နေမှုများကိုတွေ့ရှိရပြီးတာဝန်ရှိသူများအနေနဲ့ပါဝင်ပတ်သက်သူများအားလုံးကိုစစ်စစ်ဖော်ထုတ်ရေးယူဆောင်ရွက်သွားရန်လိုင်စင်မဲ့စိုက်ကဲနဲ့ကားများစီးနှင်းနေမှုများကြောင့်နိုင်ငံတော်အနေနဲ့အခွန်အခများစွာနှင်နာမှုရှိမည်ဖြစ်တဲ့ကဲ့သို့လုံခြုံရေးဆိုင်ရာကိစ္စများမှလည်းအခက်အခဲများဖြစ်ပေါ်နိုင်မည်ဖြစ်ကြောင်းထို့ကြောင့်လိုင်စင်မဲ့မော်တော်ယာဉ်နဲ့စိုက်ကဲများစီးနှင်းမှုမရှိစေရန်ကြက်မှတ်ဆောင်ရွက်သွားရန်လိုအပ်ကြောင်းညွှန်ကြားထားပါသည် မင်းအောင်လှိုင်ရဲ့ညွန်ကြချက်ကြောင့်ရဲစစ်တပ်နဲ့ထွေအုပ်များကလိုင်စင်မဲ့ကားနဲ့စိုက်ကဲများကိုတနိုင်ငံလုံးမှာစီမံချက်နဲ့ဖမ်းဆီးလာကြောင်းတို့ရတွင်နေမီကန်စစ်တပ်ရဲပြည်သူစစ်ထွေအုပ်အပအဝင်ဌာနဆိုင်ရာများအားလုံးကလိုင်စင်မဲ့စိုက်ကဲနဲ့ကားများကိုဆက်လက်စီးနင်းနေစေဖြစ်ကြောင်းစုံစမ်းသိရှိရပါတယ်ရှမ်းပြည်နယ်မြို့တော်တောင်ကြီးမြို့မှာပြည်သူများရဲ့လိုင်စင်မဲ့စိုက်ကဲနဲ့ကားများကိုစစ်ကောင်စီကဖမ်းဆီးနေပေမဲ့နေမြေကန်စစ်ထောက်လမ်းရဲ PNO ပြည်သူစစ်နယ်ထွေအုပ်များမှာလိုင်စင်မဲ့ကားနဲ့စိုက်ကဲများကိုသာစီးနှင်နေကြကြောင်းဒေတာပြည်သူများကပြောဆိုပါတယ်။တောင်ကြီးမှာလိုင်စင်မဲ့စိုက်ကဲနဲ့ကားဖမ်းဆီးတယ်ဆိုတဲ့ရဲနဲ့စစ်တပ်ကလိုင်စင်မဲ့ကားနဲ့စိုက်ကဲတွေကိုစီးပြီးလိုက်ဖမ်းကြတာအထူးသဖြင့်တော့စစ်တပ်နဲ့ပေါင်းနေတဲ့ပအုပ် PNO တွေလည်းလိုင်စင်မဲ့ကားတွေစိုက်ကဲတွေနဲ့ပဲတွာလာနေကြတာပြည်သူတွေစီးတဲ့ကားနဲ့စိုက်ကဲတွေကိုပဲဖမ်းနေတာအခုကဘက်ထရီစပိန်အောင်စီးမရတော့ဘူးတာမန်ရိုးရိုးစပိန်အောင်ငွေညှင့်နေတယ်လို့တောင်ကြီးမြို့မှာဒေတာပြည်သူတို့ကပြောဆိုပါတယ် အလားတူကရင်ပြည်နယ်ဖအံမြို့ပေါ်မှာလည်းစစ်တပ်နဲ့ရဲများကလိုင်စင်မဲ့ကားနဲ့စိုက်ကဲများကိုမေလ22ရက်နေ့မှာစတင်ပြီးစီမံချက်ဖမ်းဆီးနေကြောင်းတို့ရတွင်စစ်ကောင်စီလက်အောက်ခံပြူစောတိများစစ်တပ်အရာရှိများရဲအရာရှိများမှမူလိုင်စင်မဲ့စိုက်ကဲများနဲ့ကားများကိုသာဆက်လက်အုံပြစီးနေနေစေဖြစ်ကြောင်းသိရှိရပါတယ်။ဌာနမှရှိနေတဲ့ကားနဲ့စိုက်ကဲတွေကပြက်နေတာပြင်ဆင်စရိတ်နဲ့ထိမ့်သိမ့်မှုစရိတ်တတ်တအောင်လိုင်စင်မဲ့ကားနဲ့စိုက်ကဲတွေကိုဌာနတစ်စိတ်နဲ့ခွင့်ပြုထားတာရှိပါတယ်။အဲ့ဒါတွေကကညာနာမှာလိုင်စင်လုတ်ထားတာမရှိပေမဲ့ ဌာနဆိုင်ရာတစိမ့်နဲ့တုံးကွင်ပြုတ်ထားတာတွေရှိတယ်။အဲ့ဒါတွေကလုံခြုံရေးချင်းချောက်မှုမရှိပါဘူး။ပြီးတော့ဒါတွေကိုတုံးတာကလည်းဌာနဆိုင်ရာကိစ္စတွေအတွက်ပဲတုံးကွင်ပေးထားတာလို့ဖအံမျိုးအခြေဆိုင်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနစတုံးလုံးမှအရာတန်းတဦးကပြောပါတယ်။ဒါအပြင်ကရင်ပြည်နယ်မှာစစ်ကောင်စီလက်အောက်ခံနေကြဆောင်တပ်ဖွဲ့များကိုလည်းလိုင်စင်မဲ့ကားနဲ့စိုက်ကဲများဆက်လက်အုံပြုတ်ကွင်ပေးထားပြီးစစ်တပ်နဲ့ရဲများကဖမ်းဆီးခြင်းလုံးဝမရှိကြောင်း ဖအံမြို့ပေါ်မှာပင်လိုင်စင်မဲ့ကားနဲ့စိုက်ကဲများကို BGF တဆိတ်ကပ်ပြီးအုံပြုနေကြကြောင်းဒေသပြည်သူများကပြောဆိုကြပါတယ်။ရန်ကုန်နဲ့နေပြည်တော်မန္တလေးမှာတော့စစ်တပ်နဲ့ရဲများကဌာနဆိုင်ရာများကအုံပြုနေတဲ့လိုင်စင်မဲ့ကားနဲ့စိုက်ကဲများကိုယခုစီမံချက်ကာလအတွင်းစီးနှင်းခြင်းမပြုရန်အတိပေးထားပြီးလိုင်စင်မဲ့ကားနဲ့စိုက်ကဲများကိုတင်ဆက်ခိုင်းထားကြောင်းစီမံချက်ကာလကျော်လွန်မှသာပြန်လည်အုံပြုကြရန်အတိပေးထားကြောင်းသိရှိရပါတယ်။ ဝတ်တောက်ကားတွေစီးနေတဲ့ရဲချုပ်ရုံးကရဲတွေနဲ့စာရဖားတွေတော့ဒီကာလမှမစီးနှင်းဖို့ဌာနဆိုင်ရာအချင်းချင်းတတိပေးတယ်။မကွေးမှာဆိုရင်လည်းရင်းနံမြေကရဲအရာရှိရဲမှုတွေအကုန်လိုင်စင်းမဲ့ကားနဲ့စိုက်ကဲစီးနေကြတာပါပဲ။ပြည်သူတွေကိုဖမ်းမိမဲ့စစ်တပ်ရဲနဲ့ဌာနဆိုင်ရာအချင်းချင်းကြတော့အကူကြီးညီလေးနဲ့မဖမ်းဘူးလို့နေပြည်တော်ဝန်ထမ်းတရင်အရှင်းမြစ်တစ်ခုကရှင်းပြပါတယ်။ မြန်မာနိုင်ငံအတွေ့ကိုလိုင်စင်မဲ့ကားများတင်သွင်းမှုလမ်းကြောင်းများမှာစစ်တပ်ရဲထွေအုပ်နဲ့ယင်ထင်းရဲများပါဝင်ပတ်သက်နေပြီးအထူးသဖြင့်နေမီကန်စစ်တပ်ရဲ့တပ်မှုများကတက်ရံမုံငွေနဲ့တတ်တာချောင်ချီရေးအတွက်အကြောင်းပြကတင်သွင်းမှုများစွာရှိနေကြောင်းဌာနဆိုင်ရာသတင်းအရင်းမြစ်များကပြောဆိုကြပါတယ်။နောက်ထပ်တင်ဆက်ပေးခြင်းတဲ့သတင်းကတော့နထိုးကြီးမြို့နယ်ထန်းစဉ်ရွာမှာရှိတဲ့တရုတ် gas pipeline ဆောင်စစ်တပ်စခန်းနဲ့ gas ton ဆက်စခန်းကိုတော်လိုင်းရဲတပ်များကတိုက်ခိုက်သိမ်းပိုက်ထား တရုတ် gas pipeline ဆောင်စစ်စခန်းများကိုတိမ့်ပိုက်ထားမှုနိုင်ငံရေးအရအရေးကြီးဟုဆိုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းနထိုးကြီးမြို့နယ်ထန်းစင်ရွာအနီးမှာရှိတဲ့တရုတ် gas pipeline ဆောင်စစ်တပ်စခန်းနဲ့ gas tone set စခန်းကိုဝင်ရောက်တိုက်ခိုက်တိမ့်ပိုက်ရာမှာစစ်သား၄ဦးသေဆုံးပြီးလက်နက်၂လက်နဲ့ဂျမ်းမာ၁၁လုံးတိမ့်ဆဲရရှိခဲ့ကြောင်းမြင်းကြံခရိုင်အမှတ်၈တရဲမှတာဝန်ရှိသူတို့ကပြောကြားပါတယ်။မေလ15ရက်နေ့နနက်6:00နာရီခန့်မှာစတဲ့ပြီးနထိုးကြီးမြို့နယ်ထန်းစင်ကြီးရွာအနီးမှာရှိတဲ့ တရုတ်ပိုင် gas pipeline ဆောင်စစ်ကောင်စီတပ်စခန်းကိုကိုမြင့်ဆောင်အညာမြေစစ်စင်ရေးအဖြစ်ဝင်ရောက်တိုက်ခိုက်ခဲ့ရမှာအကြံဖတ်စစ်ကောင်စီတပ်ကလေရင်နဲ့အသေးအတန်ဘုံကျဲခုခံခဲ့ကြောင်းတို့ရမှာမေလ15ရက်နေ့ည3နာရီအထိတိုက်ပွဲကြာမြင့်ခဲ့ပြီးစခန်းသိမ်းယူနိုင်ခဲ့ကြောင်းစစ်ကောင်စီအကြံဖတ်တပ်သား၄កងတိတ်ဆုံးပြီးဦးစီးအမျိုးအစားတနက်တလက် MA3 အမျိုးအစားတနက်တလက်နဲ့ H channel ဂျမ်းမာတလုံးတို့ကိုတင်ဆက်ရရှိခဲ့ကြောင်းသိရှိရပါတယ် မနက်6နာရီကနေစတိုက်တာညနေ3နာရီလောက်မှသိမ့်ပြီးပြီးပြန်ဆုတ်လာနိုင်ခဲ့တာလေရင်ကတအားဘုံကျဲချနေတော့တဖြည်းဖြည်းချင်းတက်သိမ့်ရတာစခန်းထဲမှာကမျက်မြင်အလောင်းရတာနှစ်လောင်းတခြားဘေးမှာတိတ်နေတာကနှစ်လောင်းဆိုတော့စုစုပေါင်းမတားလေးကောင်တိတ်တယ်အင်းအားကမများဘူး15ဦးလောက်ပဲရှိတာစခန်းဘန်ဂါရီတော့ဖျက်ဆီးခဲ့တယ်ကျွန်တော်တို့နည်းနည်းပြန်ဆုတ်ပေးလိုက်တော့စစ်ခွေးတွေထွက်ပြေးသွားတာ ။နှထိုးကြီးမြို့နယ်ထဲပြန်ပေါင်းသွားတာလက်ရှိအထိအဲ့ဒီစခန်းကိုပြန်မဝင်ဘူး။လက်ရှိနှထိုးကြီးမြို့ထဲမှာစက္ခတွေပေါင်းနေကြတယ်လို့မြင်းကြံခရိုင်အမတ်ရှစ်တရင်မှာတာဝန်ရှိသူတို့ကပြောကြပါတယ်။အဆိုပါတိုက်ခိုက်မှုကိုမြင်းကြံခရိုင်အမတ်ရှစ်တက်ရင်နဲ့နထိုးကြီးမြို့နယ်ပကဖားတို့ကပူပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးနထိုးကြီးပကဖားမှရဲဘော်တအုပ်ကြဆုံးကစစ်ကောင်စီတက်ရဲ့လေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်မစိုးရင်ရဒဏ်ရာအနည်းငယ်ထိခိုက်ရရှိထားတဲ့ရဲဘော်တအုပ်ရှိကြောင်းသိရှိရပါတယ်။ တရုတ် gas pipe လိုင်းဆောင်စစ်တပ်စခန်းကိုတော်လန်ရေးတပ်များကတိုက်ခိုက်သိမ်းပိုက်မှုဟာနိုင်ငံရေးအရာအရေးပါပြီးစစ်ကောင်စီတပ်အနေနဲ့တရုတ်ရဲ့အကျိုးစီးပွားကိုအကာအကွယ်မပေးနိုင်တော့တဲ့အခြေအနေကိုပေါ်လွင်စေကြောင်းတော်လိုင်းတပ်များအနေနဲ့စစ်တပ်ကာကွယ်ထားတဲ့စစ်စခန်းများနဲ့တရုတ်ရဲ့အကျိုးစီးပွားဆက်ယုံတဲ့နေရာများကိုတင်ပိုက်ချင်းမှာနိုင်ငံရေးအရာအပြောင်းအလဲများစွာဖြစ်ပေါ်လာတယ်လို့ဆိုနိုင်ကြောင်းတော်လိုင်းရဲ့သတင်းအရှိမတချို့ကပြောပါတယ်။ တကယ်တော့စစ်တပ်ကတရုတ်အကျိုးစီးပွားကိုတကယ်ကိုအကာအကွယ်မပေးနိုင်တော့ဘူးဆိုတာတရုတ်တွေသိတင်ပြီးတရုတ်အကျိုးစီးပွားအတွက်တော်လန်ရေးတပ်တွေနဲ့မဆက်ဆံရင်မရတဲ့အခြေအနေရောက်လာပြီလို့ပြောလို့ရတယ်လို့တိုင်းရင်းသားတော်လန်ရေးတပ် IAO များနဲ့ထိတွေ့ဆက်ဆံနေတဲ့တော်လန်ရေးသတင်းအရှိန်မြစ်ကသုံးသပ်ပြောဆိုပါတယ်။နောက်ထပ်တင်ဆက်ပေးခြင်းတဲ့သတင်းကတော့မြန်မာအရေးဖြည့်ရှင်းရန်အရေးကြီးသောတိုးတက်မှုတချို့ရှိနေဟုအာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်နဝါပြောဆိုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အကြံဖတ်စစ်တရဲအာနာသိမ့်မှုကြောင့်ပရိပခတ်ဖြစ်ပွားနေတဲ့မြန်မာနိုင်ငံမှာနှစ်ဖက်တွေ့ဆုံဆွေးနွေးရန်အရေးကြီးတဲ့တိုးတက်မှုတချို့ရှိနေကြောင်းအာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်နဝါဣဘရာဟန်ကပြောဆိုလိုက်ပါတယ်။မေလ26ရက်နေ့46ချိန်မြောက်အာဆီယံထိပ်သီးအစည်းအဝေးဖွင့်ပွဲမှာအာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်နဝါဣဘရာဟန်ကအထက်ပါအတိုင်းပြောဆိုလာခြင်းဖြစ်ပါတယ်။နှစ်ဖက်စစ်မှတ်ဖြစ်ပွားနေတဲ့မြန်မာနိုင်ငံမှာနှစ်ဖက်တွေ့ဆုံရန်အရေးကြီးတဲ့ခြေလှမ်းများနဲ့တိုးတက်မှုတချို့ရှိနေကြောင်း နှစ်ဖက်အပြင်းအဆိုင်ပဋိပက္ခများဖြစ်ပွားနေတဲ့အဖွဲ့အစည်းများကိုစပွဲဝိုင်းစီကိုခေါ်ဆောင်လာနိုင်ရန်နီလန်းများမလေးရှားဝန်ကြီးချုပ်ကဦးဆောင်တဲ့အာဆီယံကကြိုးပမ်းရှာဖွေလျက်ရှိကြောင်းလွန်ခဲ့သောဧပြီလအတွင်းမင်းအောင်လှိုင်ကိုဘန်ကောက်မှမလေးရှားဝန်ကြီးချုပ်ကခေါ်ယူတွေ့ဆုံခဲ့ပြီးအခြားတစ်ဖက်မှာအမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီအစိုးရနဲ့လည်းတွေ့ဆုံဆွေးနွေးမှုများလှုပ်ဆောင်ခဲ့ကြောင်းသိရှိရပါတယ် မြန်မာအရေးအတွက်ဖြည့်ရှင်းနိုင်ရေးအတွက်ကျွန်တော်တို့ကြိုးပမ်းဆောင်ရွက်နေတဲ့လုပ်ငန်းစဉ်မှာတိုးတက်မှုတချို့ရှိနေပါတယ်လို့မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟန်ကယမန်နေ့ကွာလာလမ်ပူအာဆီယံထိပ်သီးအစည်းအဝေးဖွင့်ပွဲမှာပြောဆိုပါတယ်။ဒီလုပ်ငန်းစဉ်တလျှောက်လုံးမှာအတန်တိတ်ထိတွေ့ဆက်ဆံမှုတွေကအရေးကြီးတယ်လို့ကျွန်တော်အလေးပေးပြောပါတယ်။တိုးတက်မှုကသိငင်နိုင်ပါတယ်။ထိတွေ့ဆက်ဆံမှုကလည်းပျက်စီးဖို့ထိလွယ်ရှလွယ်အခြေအနေပါ။ ဒါပေမဲ့ငင်းချမ်းရေးတိဆောက်မှုမှာနှစ်ဖက်ပို့ပြီးဝေးကွာလာတာထက်ဆိုင်ရင်တိလွယ်ရှလွယ်တဲ့ဆက်ဆံရေးရှိနေတာကပို့ပြီးကောင်းပါတယ်လို့မလေးရှားဝန်ကြီးချုပ်ကဆက်လက်ပြောဆိုပါတယ်စစ်ကောင်စီကယခုနှစ်နောက်ပိုင်းမှာရွေးကောက်ပွဲကျင်းပရန်ရည်မှန်းထားပြီးစစ်တပ်ကိုအာဏာဆက်ယူထားရန်တဖက်သက်အထုအယောင်ရွေးကောက်ပွဲကျင်းပမှုအဖြစ်ဝေဖန်နေကြပါတယ်အာဆီယံကတော့စစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုဦးစားပေးမဟုတ်ကြောင်းထုတ်ပေါ်ပြောဆိုထားပါတယ်မလေးရှားနိုင်ငံသားရဲ့ဝန်ကြီးမိုဟာမက်ဟာဆန်ကမြန်မာအရေးနှစ်ဖက်ဆိတ်ဆက်ညှိနှိုင်းမှုများစွာလိုအပ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးတက်တမန်ခက်အရန်အလေးပေးပြောကြားခဲ့ပြီးမြန်မာနိုင်ငံကိုဇွန်လမှာတွားရောက်မှာဖြစ်ကြောင်းထုတ်ပေါ်ပြောဆိုခဲ့ပါတယ်။အဲဒီနောက်အာဆီယံဘက်ကဒီတကြိမ်ဘာတွေထူးခြားလာမလဲဆိုတဲ့စောင်းပါရှင်ဆရာလာဆိုးဝေရဲ့ရေးသားဖော်ပြထားမှုကိုတင်ဆက်ပေးပါမယ်။အထက်ပါမေကွန်းကိုအားလုံးကစိတ်ပြက်လက်ပြက်နဲ့ဒီတကြိမ်လဲမေးလာကြမိမှာတေချာပေါက်ပင်ဖြစ်ပါတယ်။အာဆီယံဥက္ကဋ္ဌဖြစ်သူမလေးရှားဝန်ကြီးချုပ်အန်နဝါအီဘရာဟန်ရဲ့ မြန်မာနဲ့ပတ်သက်ပြီး၎င်းရဲ့လှုပ်ဆောင်ချက်များအလားအလာကောင်းနေတာကိုရှွန်းရှိုးဝေအောင်ပြောဆိုသွားခဲ့ပါတယ်။သို့သောအထူးကကြတဲ့အရေးတစ်ခုအဖြစ်ထွက်ပေါ်လာသည်ကမြန်မာနိုင်ငံအတွက်အာဆီယံအထူးတန်တမန်ကိုရခင်ကလိုအလှည့်ကြမဟုတ်တော့ပဲအမြဲတမ်းခန့်အပ်သွားတော့မယ်လို့တညီတညွတ်ထဲဆုံးပြတ်လိုက်ခြင်းပင်ဖြစ်ပါတယ်။ဤဒီကလည်းကာလကြာမြင့်စွာကတည်းကလှုပ်တင်လှုပ်ထိုက်တဲ့လှုပ်ရလေဖြစ်ပါတယ်။ဥက္ကဋ္ဌအဖြစ်အလှည့်ကြတာဝန်ယူရတဲ့နိုင်ငံမှတဦးဦးဟာအထူးတန်တမန်ဖြစ်လာပါတယ်။ ၎င်းတို့ဟာအာဆီယံနိုင်ငံရဲ့နိုင်ငံခြားရင်းမူဝါဒဘောင်ထဲမှာသာလှုပ်ရှားကြတဲ့အတွက်ဘရူနိုင်းကမ်ဘောဒီးယားလာအိုတို့ရဲ့ဟန်ပြအယောင်ဆောင်လှုပ်ရမြားနဲ့အချိန်ကုန်သွားခဲ့ရပါတယ်။အင်ဒိုနီးရှားရဲ့အာချိုးမတက်ဆောင်ရွက်ခဲ့မှုများဟာလာအိုလက်ထက်မှာရပ်တန့်သွားခဲ့ရပါတယ်။ယခုအမြဲတမ်းတပ်တမန်ကို၃နှစ်တပ်တန်းဟုကြီးမန်းထားပါတယ်။မြို့သူကိုရွေးချယ်ရမည်ကိုမသိသေးပေမဲ့ထို့သို့ခန့်အပ်ရန်ကန့်ကွက်မဲ့သူမရှိသဘောတူလာခြင်းဖြစ်ပါတယ်။ထို့သို့ခန့်အပ်ရန်ကန့်ကွက်မဲ့သူမရှိသဘောတူလာခြင်းဟာ မြန်မာအရေးဖြည့်ရှင်းရဲ့အရေးတကြီးလိုအပ်လာပြီဆိုဒီကိုအားလုံးကတညီတညွတ်ထက်လက်ခံလိုက်ခြင်းဖြစ်ပြီးမင်းအွန်လိုင်းလုံမယ်ဆိုတဲ့ရွေးကောက်ပွဲမှာဘာမှဖြစ်လာမှာမဟုတ်ဟုယုံကြည်နေကြကြောင်းကိုလည်းအထင်အရှားတွေ့လာရခြင်းလည်းဖြစ်ပါတယ်။အမြဲတမ်းတန်တမန်အနေနဲ့နှစ်ဖက်စလုံးနဲ့တိုက်ရိုက်ဆက်သွယ်ဆွေးနွေးရန်တာဝန်ရှိလာပါတယ်။လက်ရှိမှာအန်နဝါအီဘရာဟန်ကငလင်ကိုအကြောင်းပြပြီးနှစ်ဖက်စလုံးနဲ့တက်ကြွစွာတိုက်တွေ့ဆက်ဆံနေပေမဲ့မင်းအွန်လိုင်းကိုကွာလာလမ်ပူကိုဖိတ်ကြားရန်အထီတော့မျက်နှာပြောင်မတိုက်ရဲပါဘူး။တနည်းအားဖြင့်ဆိုတော့ မင်းအောင်လိုင်ကရက်ွက်ထဲကဘဲအိမ်မာပင်အလူလှုပ်လှုပ်ဖိတ်ကြားမခံရဘဲဝစ်ကောင်းဆာလာဝစ်ပြီးအလူအိမ်ရှိရာကိုကြော့ကြော့မော့မော့တွားနေသူများကိုအိမ်ထဲမှာချောင်းကြည့်နေရတဲ့ဘဝဖြစ်နေတဲ့အတွက်တနစ်လျင်နှစ်ကြိမ်မြတ်စိတ်ဆင်းရဲခြင်းကြီးစွာခံစားနေရသူဖြစ်ပါတယ်မလေးရှားနိုင်ငံသားရေးဝန်ကြီးမိုဟာမက်ဟာဆန်ကဇွန်လထဲမှာနေပြည်တော်ကိုတွားပြီးစစ်အုပ်စုနဲ့ဆွေးနွေးမယ်လို့သိရှိရပါတယ်၎င်းရဲ့အပြောအရအင်ဒိုနီးရှားရဲ့အာချေးမှာလည်း ဆူနာမီဖြစ်ပြီးနောက်အားလုံးစပွဲဝမ်းရှိရာရောက်လာကြတဲ့အတွက်မြန်မာနိုင်ငံမှာလည်းငလင်တန်ခံထားရ၍ထိုတို့ဖြစ်လာလိမ့်မယ်လို့ယူဆကြောင်းထုတ်ပေါ်ပြောဆိုခဲ့ပါတယ်။သို့သော၎င်းရင်ဆိုင်ရမယ့်လူများကကဘာမာမြည်သည့်နေရာရင်းမှတွေ့ရမှာမဟုတ်တဲ့တရေမရေစီးနေသူများဖြစ်နေသည်ဆိုတာကိုသိရှိထားဖို့မရသေးဘူးလို့ယူဆရပါတယ်။အာဆီယံအနေနဲ့ မြန်မာကိုအချက်၅ချက်ကိုမလိုက်နာဟုဆိုကအပွဲဝင်အဖြစ်မှရစ်ဆိုင်ခြင်းဒို့မဟုတ်ကလည်းအမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဟာဖိတ်ကြား၍ဆွေးနွေးမိအဆရှိသည့်ဖိအားများပေးမိဆိုပါက၎င်းတို့အဖို့လည်းယခုလိုအချက်ရနိုင်စရာအကြောင်းမရှိတော့ပါဘူးအာဆီယံဟာလည်းတရုတ်ကမြောက်ဘက်ချမ်းမှာစစ်ရေးတန်တမာရေးအရကျွတ်သားများထုတ်ပြလာပြီးဖြစ်တဲ့အတွက်မြန်မာဟာအင်အားကြီးနိုင်ငံများအားပြိုင်ရာကစားကွင်းကြီးအဖြစ်ရောက်မသွားမီတခုခုလုံးမှဖြစ်မိဆိုကလှုပ်လာပုံရတယ်လို့နီကီအေရှားမှာရေးသားထားပါတယ် အာဆီယံဟာမိန်အွန်လိုင်းလုံးမဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဘုံရက်တီချက်ထွက်ပေါ်လာရင်ဆွေးနွေးနေစေဖြစ်တယ်လို့သိရှိရပါတယ်။မလေးရှားနိုင်ငံသားရဲ့ဝန်ကြီးမိုဟာမတ်ကတော့မဲဆန္ဒရှင်တစိ့တစ်ပိုင်းသာပါဝင်နိုင်မဲ့ရွေးကောက်ပွဲမျိုးလုပ်၍အကျိုးထူးမီမဟုတ်ဟုမှတ်ချက်ချခဲ့ပါတယ်။၎င်းတို့ဘက်ကမကြွသေးသေး၍နိုင်ငံတကာကလည်းနေသာတပလေညာကလို့သဘောထားနေမိတာဖြစ်ပါတယ်။ ယခုအခါစစ်အုပ်စုကိုမတိမတာထောက်ခံမှုပေးနေတဲ့ထိုင်းကလည်းမြန်မာဘက်အချမ်းမှာကရင်အမျိုးသားတပ်မကတပြေးပြေးနဲ့စစ်ရေးအရအတာစီရလာနေတဲ့အိမ်မက်စိုးကြီးနဲ့ရင်ဆိုင်လာရပြီဖြစ်ပါတယ်။ကရင်စစ်မျက်နှာဟာပဲခူးအေယာဝတီတနင်းသာရီမွန်ပြည်နယ်များအထက်လွန်စွာအရေးပါနေတယ်လို့အေယာဝတီသတင်းကဆိုပါတယ်။စစ်အုပ်စုဟာ၎င်းတို့ရှိသမျှအင်အားကိုစုစည်းပြီးရခိုင်ချင်းကချင်းရှမ်းမြောက်ကရင်နီကရင်ပြည်နယ်များနဲ့နိုင်ငံအလဲပိုင်းမှာအလူအလဲတိုက်ခိုက်နေရပြီဖြစ်ပါတယ်။ မင်းအောင်လိုင်းနဲ့အပေါင်းအပါများကတော့တိုင်းပြည်ကိုဖြစ်ချင်တာဖြစ်တရုတ်လက်ထိုးအပ်ရလဲမှမှုတော့ကိုမိသားစုအသက်ထက်ဘယ်အရာကိုများဂယုစိုက်နေရအုံးမီနီဟုယူဆနေချိန်မှာ၎င်းတို့ကိုပံ့ပိုးနေသူများအနေနဲ့စဉ်းစားဖို့လိုအပ်လာပါပြီတခုတည်းမေးရမယ်မေးခွန်းကမင်းအောင်လိုင်းတို့ဘက်ကအနိုင်ရနိုင်ပြီလားအနိုင်ရမည်ဆိုပါကလည်းနောက်9နှစ်လား10နှစ်လားတိုင်းပြည်ဖုတ်ဖုတ်ညံ့ညက်ကြေပြီးမှလားဆိုတာကိုမညာနဲ့မေးရတော့မှဖြစ်ပါတယ် ယခုထိလဲအောင်ပွဲဟူ၍မမြင်ရ၎င်းတို့ကိုထောက်ခံနေတဲ့အတွက်ချို့ထုံးအောင်လို့ရောယူဝတ်တဆင်းရမယ်အန်နီယကြီးလဲရှိနေပါတယ်ထို့အတွက်မိမိအတွက်သာမကတိုင်းပြည်အတွက်ပါအန်နီယပေးလာနေသူများကိုအဘေကြောင့်ဆက်၍ပံပိုးနေတဲ့တနည်းဆိုတာကိုနှစ်ဘူးပေါ်လက်တင်ပြီးစဉ်းစားကြရတော့မှာဖြစ်ပါတယ်ပြည်သူတို့ရဲ့တရားတော်တွန်းလှန်စစ်မုတ်ချအောင်ရမည်လို့ရည်တာထားပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါခင်ဗျာအခုလိုစောတိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်နောက်ထပ်ပြည်တွင်းပြပသတင်းတော်လန်ရေးပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာကြပါစေခင်ဗျာကြပါ